။ဘောလုံးချစ်ညစ်ကိုရဲအားလုံးမင်္ဂလာပါ။နေကောင်းချမ်းသာချမ်းသာကြပါစေ။ဒီနေ့မှာတော့ယူရိုပါလိလေးပွဲရွေးချယ်ထားပါတယ်။ပိုတိုဂလင်းလာဇီယိုလန်ယွန်မန်ယူနိုက်တက်စပါးနဲ့ဖရန့်ဖို့ရိန်ဂျာနဲ့အတလီတီကိုဘီလ်ဘာအိုကိုပွဲစဉ်တွေဖြစ်ပါတယ်။ဒီနေ့မှာအစောဆုံးကံမဲ့ပွဲစဉ်ကတော့ Brooklyn နဲ့ Lazio ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါည7:45မိနစ်မှာကံမဲ့ပေါ့နော်။ Horiji ကတော့ level 50၊ Gobang ကတော့3ခုဆန်တိုင်းဆိုမှစတင်ကြီးတွေပြထားတာတွေ့ရပါတယ်ပေါ့နော်။ ဒီနှစ်တင်းကတော့ကျွန်တော်ဒါဇယားအနေထားကိုကြည့်မယ်ဆိုရင်ဒါအုပ်စုပွဲတုန်းကပေါ့နော်ဒါဇယားမှာဆိုလို့ရှိရင်ပိုတိုဂလင်းကအဆင့်ကိုရခဲ့တဲ့အတင်းဖြစ်ပါတယ်လာဇီယိုအတင်းကတော့အဆင့်တရခဲ့တာပေါ့နော်ဒီနှစ်တင်းရဲ့အခြေအနေလေးကဒါလေးတွေကပွာချတယ်ပေါ့ဗျာအပိုတိုဂလင်းကတော့တိုက်စစ်အားရန်ကောင်းတဲ့အတင်းတင်းထဲမှာလည်းပါတယ်ပေါ့နော်ကောင်းတယ်လို့ကျွန်တော်ဒါခံစစ်ပိုင်းမှာဆိုရင်လည်းသူတို့ကခံစစ်ဖန်ဆောင်ရတာညံ့တယ်ပေါ့နော်အဲ့တတိယအတိုင်းမှာဒီပိုတိုဂလင်းကကျွန်တော်တို့ဒါအိုလံပီယာကော့ဖိုးတူးဆိုတဲ့ရလနိုင်ပြီး quarter final တက်ခဲ့တာလည်းမှန်တယ်ပေါ့နော် အင်ကွင်းမှာကစားတအားကောင်းတဲ့တရားပေါ့နော်ဘယ်လိုပြောမလဲ attacking နဲ့တအားကောင်းအောင်နော်ဒါကျွန်တော် Peter Woods တို့နော် Albert ဒီကစားသမားကတော်တော်လေးကောင်းတယ် type set ကတော်တော်ကောင်းတယ်အားနေချက်ကတော့ကျွန်တော်တစ်ခါလေကြရင်ပေါ့နော်ဒါခံစစ်ပိုင်းမှာအားနေတယ်ပေါ့ဗျာပြောချင်တာခံစစ်ပိုင်းမှာတော်တော်လေးအားနေတာမျိုးတွေ့ရတယ် type set ကတော့ဒီကဖြစ်စေအောင်မရှိဘူးနော် Lazio ကိုကြည့်မယ်ဆိုတော့ Lazio မှာတော့အဓိကပေါ့နော်ဒါသူက Victoria Pilsen 32နဲ့အနိုင်ရိုင်းမှာနော် ဒီရာဒီမှာဗောနဒီလာစီဝအတင်းကယူရိုပါလစ်ချန်ပီယံဖြစ်မယ်ဆိုမှတော်တော်များများကဗောနဒါတုံးတက်ထားတာလည်းတွေ့ရသူတို့ရဲ့ क्व င်းလိုက်မှာဆိုရင်ဂန်ဒူစီတို့ပါလို့ရှိတယ်ဗောဗျာဂန်ဒူစီဆိုတော်တော်လေးကောင်းတယ်ဗောနတလာစီဝလက်ရှိဗောနကျွန်တော်ဒါအီတလီစီရီအိမ်မှာဆိုလေအခုနောက်ပိုင်းမှာနည်းနည်းလေးပြန်ရောင်းကန်နေရတဲ့ပုံစံမျိုးပြန်တွေ့နေရတယ်ပေါ့နော်ဒီနှစ်တင်းကကျွန်တော် head to head ပွဲစဉ်တွေလည်းမရှိဘူးပေါ့ဗျာဒီနှစ်တင်းကနိုင်ဂျီယာတော့ကတော့လာဇီယို60နဲ့ဘူလိုကလင်းက38ဆွမ်းမှာတော့ပြီးထားတယ်ပေါ့နော် အဓိကစဉ်းစားရမှာဒါ body g level 50 level 50ဆိုတာကအများအပြားကိုအောက်ကျတာများတယ်ပေါ့နော် level 50နဲ့ဘိုးပေါင်း3လုံး9တန်နိုင်ဆိုတာမျိုးကိုအောက်ကျတာများတယ်တခါတလေကျမှကျွန်တော်ဒါ goal အပေါ်ဖြစ်တတ်တယ်ပေါ့နော်အဖြစ်ခင်းလည်းအများဆုံး3လုံးထပ်ပူတာမျိုးတော့တိတ်မတွေ့ရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒါလာစီယိုအတင်းရလက်ရှိကျွန်တော်အီတလီစီးရီးပွဲစဉ်တွေကိုကြည့်လိုက်ပါတော့၅ပွဲကိုကြည့်ကြည့်လိုက် တို့ဒါဘလော့ညာကိုခွိုက်စည်းနဲ့ရှုံးနေပေါ့နော်တိုရီနို11ပေါ့အတ္တလန်တာ10နဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိကစားသမိုင်းအင်အားကတော့လာစီကိုအများကြီးတာတယ်ဆိုတော့မန်ပေမဲ့လည်းဘိုတိုကလင်းကအင်ခွင်းမှာဆိုသူများထက်တမှုထူးခြားအောင်စော့နိုင်တယ်အတင်တင်လည်းဖြစ်တယ်ဒါလေးတော့မေ့ထားလို့မရအောင်60အတော်တမှဖြစ်မဲ့နှစ်တင်းပေါင်း9ပေါင်းကြီးကိုကြည့်ရမှာဆိုရင်အနည်းဆုံးကျွန်တော်ဖွင့်ထားတာတော့3လုံးထိတော့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်နှစ်တင်းပေါင်း3လုံး ပြီးလို့ရှိရင်ဘူရိုကလင်းကအနည်းဆုံးတစ်လုံးလောက်တော့တွင်းမယ်ဆိုတော့ခြေပဲဖွင့်ထားတယ်ပေါ့နော်။ပင်လာစီကအတင်းကလည်းအနည်းဆုံးတစ်လုံးလောက်ပဲရမယ်1 1 2 1ဒီလိုအသေးပဲမျိုးပါပဲ။ဒီပွဲစဉ်မှာကျွန်တော်ကပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ဘော်ဒီမှာအင်ရှင်အသင်းဖြစ်တဲ့ဘူရိုကလင်းပဲကြိုက်တယ်ပဲ။ဘူရိုကလင်းပင်5ပေါင်းပေါ့နော်။ကျွန်တော်ဒီပွဲမှာ5အောင်ဖြစ်နိုင်ချေများတယ်။ဒါမှမဟုတ်လည်းကျွန်တော်ဒီပွဲမှာပေါ့နော်ကျွန်တော်2 1လောက်နဲ့တော့ပြီးသွားမှာရှင်တယ်2 1ပေါ့ဒီလိုပုံစံမျိုးပဲဖြစ်သွားမှာလို့ထင်တယ်ကျွန်တော်အဲ့ဒါကြောင့်5ပေါင်းအပေါ်ကြိုက်တယ်ပဲ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါညနှစ်နိုင်မှကမဲ့ကျွန်တော်လန်ယူနဲ့မန်ယူကိုပွဲစဉ်ပေါ့နော်လန်ယူနဲ့မန်ယူကြည့်ရမယ်ဆိုလို့ရှိရင်လန်ယူအသင်းကအဆင့်6မှာယက်တီခဲ့တယ်မန်ယူကအဆင့်3မှာယက်တီခဲ့တယ်အသင်းနေဖြစ်ပါမနော်လန်ယူကလည်းသူ့ရဲ့ပြည်တွင်းလက်မှာဆိုကာရာဖောင်တွေကတော်တော်လေးကောင်းနေတာတွေ့ရတာပေါ့နော်အခုနောက်ပိုင်းတွေမှာဆိုလို့ရှိရင်ဆိုတော့ဒီအနေနဲ့တော့ကျွန်တော်ဒါနဲ့တက်ခတ်တဲ့အသင်းနေဖြစ်တယ်ပေါ့နော် တလိုင်းအတင်းကတော့ကျွန်တော်ကတော့ FCSB ကို31အဝေးကွင်းမှာအင်ကွင်းမှာ4စီပေါ့နော်ချက်နှစ်ချော့ပေါင်း71ဆိုတဲ့ရလာနဲ့တက်ခဲတာဖြစ်တယ်ပေါ့နော်မန်ယူကြည့်လိုက်ပြန်မန်ယူကတော့ကျွန်တော်တို့ဒါ Real Sociedad ကိုအဝေးကွင်းမှာတည်ရဆိုတော့အင်ကွင်းမှာ4-1ဆိုတဲ့ရလာနဲ့တက်ခဲတာပေါ့နော်နှစ်တင်းလုံးပြလူပြန်နေအောင်ကောင်းလာတာတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်း head to head လေးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါအများအားတွေ့ခဲ့တဲ့ချိန်တိုင်းမှာဒါမန်ယူအတင်းကအများအားအသာစီးရထားတာတွေ့ရတယ်ဒီနှစ်တင်း head to head ၄ချိန်ရှိတယ်၄ချိန်လုံးမန်ယူမရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော် င်ရောအတင်းမှဆိုရင်အဓိကသူ့ရဲ့တိုက်စစ်မှုဆိုလို့ရှင်လာကဇက်ရှိမယ်ဗျာလာကဇက်ကတော်တော်လေးကောင်းတယ်ပေါ့နော်လာကဇက်ရှိမယ်ပြီးရင်ကျွန်တော်ချော်ကီရှိမှာပေါ့ဗျာချော်ကီရန်ချော်ကီတို့လာကဇက်တို့ဒီကစားသမားတွေကတော်တော်လေးကိုယ်သွင်းနေတယ်မှာစိတ်ချဘောလုံးဖန်ညီးပေးတယ်နောက်ပိုင်းမှာလည်းတော်တော်လေးကောင်းတဲ့မျိုးတွေတွေ့ရတယ်ပေါ့နော်အမိုင်ရဲလက်ရှိအခြေအနေကိုကြည့်ရမှာဆိုမိုင်ယူကတော့ gas society တက်ကို52နဲ့နောက်ကျအောင်တက်လာတာပေါ့နော်ဒီဟာဒီမိုင်ယူအတင်းကလည်းဒါယူရိုပါလေးဖလာရမှာဆိုမှရေပန်းစားတဲ့အတင်းတင်းထဲမှာပါတာပေါ့နော် rest ဖို့လို့လာထွက်သွားပြီးဂါနာချူလို့ပါလို့နဲ့ပဲပေါ်ထွက်လာဖို့များတယ်ပေါ့နော်ဒါအာမီရွန်ဆိုတာလည်းစီကန်တအားကြီးတဲ့နီးပြပေါ့ဗျာဒါမှန်ယူနီးပြစီကန်တော်တော်ကြီးတဲ့နီးပြထဲမှာလည်းပါပါတယ်မန်ယူရဲ့အားနဲ့ချက်ကအဝေးခွင့်ရအောင်နည်းနည်းလေးရောင်းခံရတယ်ပေါ့နော်သူနဲ့အတင်း level ရှိတဲ့အတင်းနဲ့ဆိုနည်းနည်းရောင်းခံရတတ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်မိထားလို့တော့မရအောင်ပေါ့နော်ဒီပွဲမှာပေါ့နော်ကျွန်တော် wine spec မှာဖွင့်ထားတဲ့နှစ်သိန်းပေါင်း၉ပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့မိနစ်၉၀အတွက်မှကျွန်တော်တို့အနည်းဆုံး တောင်းလုံးလောက်ထိရောက်မှာဆိုတော့ခြေတော်ဖွင့်ထားတယ်။လိုင်ယွန်ကအင်ဝင်လည်းဖြစ်နေတယ်ပေါ့နော်။လိုင်ယွန်အတင်းကတော့အနည်းဆုံးတစ်လုံးလောက်ရောရမှာဆိုတော့ခြေကိုဖွင့်ထားပါတယ်။မိုင်ယွန်အတင်းကလည်းအနည်းဆုံးတစ်လုံးလောက်ရောရမှာဆိုတော့ခြေဖွင့်ထားတာပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်တမျိုးစဉ်းစားထားတယ်ဒီပွဲစဉ်မှာကျွန်တော်အဓိက go out ဆိုင်တယ်ဗျာ။ go out level 30ဆိုတော့ခြေက go out ဖြစ်တာများတယ်ပေါ့နော်။ခိုးပေါင်းကြီးလည်းအာမမဟုတ် level 30ဆိုတော့ go out ပဲဖြစ်ပေါ်များတယ်။ level 30 11.10ဒီလိုသဘောနဲ့ပဲတွားမှာကွယ်ပေါ့နော်။ ဒီဘွဲစင်မှာ body ရိုက်ချင်တယ်ဆိုရင်တော့ lion body ပပလေးရိုက်ချင်ပါတော့ပင်ကိုပေါင်းအောက်ကိုခြိုက်တယ်ဘွဲစင်တစ်ဘွဲကတော့ ranger နဲ့ viper တို့ဘွဲစင်ဖြစ်တယ်ပေါ့နော်ဒါ ranger အတင်းကလည်းဒီရာစီမှာတော်တော်လေးပေါ့နော်ကောင်းတဲ့အတင်းတင်းထဲမှာပါတယ်ပေါ့နော် viper ကအတင်းက level 80 show ပေါ့နော်အာဒါကိုပေါင်းကြီးကနှလုံး90 show ဆိုတော့ပေးထားတာတော့တွေ့ရတယ်ဒီနဲ့တင်းက ranger အဆင့်ရှစ်မှာရပ်တည်ခဲ့တယ်ပေါ့နော်ဘီလ်ဘာကတော့အဆင့်နှစ်မှာရပ်တည်ခဲ့တဲ့အတင်းတင်းဖြစ်တယ်ပေါ့နော် ဒီနှစ်သင်းလုံးရဲ့ကာရာဖောင်တွေတော်တော်လေးကောင်းခဲ့တယ်ပေါ့ဗျာဒါရင်ဂျာအတင်းဆိုရင်ယူရိုပါလက်မှာဖီနာဗာချီနဲ့တွေ့ခဲ့တယ်ပေါ့နော်အဝေးကွင်းမှာ3ဘာနဲ့နိုင်တဲ့အိမ်ကွင်းမှာ2စီနဲ့ကျွန်တော်ရှုံးခဲ့တယ်ပေါ့နော်ဒါအချိန်ပိုကြီးကန်ခဲ့တာတွေ့ရတယ်ပေါ့ဗျာပယ်နတီအဆုံးဖြတ်နဲ့တက်လာတာပေါ့ဘီလ်ဘာဝအတင်းကိုကြည့်မယ်ဆိုရင်ဘီလ်ဘာဝကတော့ရိုမာအတင်းနဲ့တွေ့ခဲ့တဲ့အိမ်ကွင်းမှာ ရောမကွဲမှာ21ဆိုရယ်ရလာနဲ့ရှုံးခဲ့တယ်အိမ်ဝင်ရောက်တော့31ဆိုရယ်ဒါပေမဲ့ဘီလ်ဘာဝကကံကောင်းတယ်လဲပြောရမှာပေါ့နော်ရောမအတင်းအနီကမိသွားခဲ့တယ်ပေါ့ဗျာစောစောစီစီအနီကမိခဲ့တော့သူတို့အတွက်ခြောင်သွားတာပေါ့နောက်မှမလွယ်လောက်ဘူးဒီပွဲကဘာဝကတော့အဓိကဒါစပိန်အတင်းပေါ့ဗျာခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းမှာနောက်ကျောပေါင်း43ဆိုရယ်ရလာနဲ့ဘီလ်ဘာဝအတင်းတက်ခဲ့တယ်ပေါ့နော်ဘီလ်ဘာဝအတင်းမှာတော့အဓိကအကောင်းဆုံးကစားသမားကတော့ကျွန်တော်ဒါပေါ့နော် နီကီဝီလီယန်ညီကိုရှိမှပြဒီဒီကစားသမားတွေတိုက်စစ်ကတော်တော်ကောင်းတယ်ပေါ့နော်အားနဲ့ချက်ကတော့တခါတလေမှခံစစ်ပိုင်းကနည်းနည်းအားနေတာပဲရှိတယ်ပေါ့နော်အဲသူတို့တိုက်စစ်ကအလုပ်ဖြစ်တာတော့တွေ့ရတယ်ပေါ့နော် Ranger အတင်းကိုကြည့်မှာ Ranger Scotland ကလပ်လည်းဖြစ်နေတယ်ပဲ။ Finabachi ကိုအခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ penalty အဆုံးဖြတ်နဲ့တက်လာတာတော့မှန်တယ်ပေါ့နော်။သူတို့ရဲ့သူတို့ရဲ့အားနဲ့ချက်ကတာကျွန်တော်တိုက်စစ်ပိုင်းမှာပေါ့နော်နည်းနည်းလေးအားနေတဲ့ပုံစံမျိုးရှိရပေါ့နော်။ ါပေမဲ့ဒီအတင်းကဂူရဂူတော့ရနိုင်တယ်အတင်းမျိုးလည်းဖြစ်နေတာတော့တွေ့ရတယ်ဖွင့်ထားတယ်ကျွန်တော်မိနစ်90အတွက်တော့ဖြစ်မှ9ပေါင်းကျော်ကြီးရမှာဆိုရင်နှစ်တင်းမောင်းအနည်းဆုံး10လောင်းထိရောက်မှာဆိုတော့ကြီးတော့ဖွင့်ထားပါတယ်နော်မိနစ်90အတွက်တော့ Ranger အတင်းအနည်းဆုံး10လောင်းလောက်ရပြီးပြီပါဘောအတင်းကလည်း10လောင်းလောက်10လောင်းနဲ့1လောင်းကြားထဲမှာရမှာဆိုတော့ကြီးဖွင့်ထားတယ်ဘောနော်ဒီပွဲစဉ်မှာဘောနော် level 90ရှုံးဆိုတာကကျွန်တော်ဒါက ခူးပေါင်းနှလုံး90ရှုံဒီပွဲမှာကျွန်တော်ခူးပေါင်းအပေါ်ကြိုက်တယ်ဗျာခူးပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီမှာတော့အင်ရှင်အားတာချက်ရှိနေပေမဲ့လည်းပေါ့နော်ဒါဘီလ်ဘောအတင်းက ranger တဲ့ဆိုင်ကစားသမားတွေလည်းအများကြီးတားတယ်ပေါ့နော်တကယ်လို့ကျွန်တော်တည်ရကြရင်တော့90ရှုံမှာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဘော်ဒီမှာဘီလ်ဘောအတင်းမဲ့ကြိုက်တယ်ဘီလ်ဘောအထူးမဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အများကြီး round စေခြင်းပေါ့နော်ပါပါလေးရရင်ရိုက်ကြည့်ပေါ့နော်အဓိကတော့ခူးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော် နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စပါးနဲ့ဖရန့်ဖူတိုရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲမှာစပါးကတလုံး80နဲ့တလုံး30ရှုံးဂူပေါင်းကြီးပေးထားတာတွေ့ရတာပေါ့နော်စပါးအသင်းကပေါ့နော်လက်ရှိအင်္ဂလန်မှာဆိုလို့ရှိရင်သူတို့က ISL ခံမှာနှစ်ကြော့ပေါင်း3-2ပြန်လာတဲ့သူတို့ဒီ quarter final တက်လာတာပေါ့နော်သူတို့မှာအကောင်အကောင်ဆုံးဆိုတဲ့နောက်တန်းနဲ့ရှိတာအကောင်ဆုံးဆိုတဲ့တိုက်ဆက်မှုတွေရှိတာပေါ့ဗျာယူရိုပါလိမှာဆိုလဲသူတို့အဆင့်၄မှာတက်ခဲ့တယ်ဖရန့်ဖူကအဆင့်၅မှာတက်ခဲ့တာတွေ့ရတာပေါ့နော် ဒါမှအခုစပါအတန်းရနည်းနည်းလေးပေါ့နော်ပြန်ပြီးမှဒီပရီးမီးယားလေးမှာရောင်းကန်နေရတာတွေ့ရတယ်စပါအတန်းရအားနည်းချက်တစ်ခုပဲပြောရမယ်အဲ့ဒါပေါ့နော်နောက်တန်းအားနည်းတာတစ်ခုပဲရှိတယ်ပေါ့နော်ဖရန့်ဖို့ကိုကြည့်မယ်ဆိုရင်ဖရန့်ဖို့ကတော့လည်းဂျာမနီကလပ်ဖရန့်ဖို့က Ajax ကို6-2ဆိုတဲ့ရလာနေပေါ့နော်ဒီ quarter final တက်လာတာဖြစ်ပါတယ်ဖရန့်ဖို့ရတိုက်စစ်တာပေါ့နော်အဖက်ဖက်မှာပြည့်စုံတာတွေ့ရပြီးမှခန်းစစ်ပိုင်းမှာနည်းနည်းအားနည်းတာမျိုးတွေ့ရတယ်ပေါ့နော် တင်ကတော့အဲ့ဒါအခုကျွန်တော်ပြောခိုင်းတာကအေချက်ကိုနိုင်ပြီးတက်လာတာမှန်တယ်ဒါပေမဲ့ဒီနဲ့တင်း head to head ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီနဲ့တင်းက head to head တစ်ချိန်တော့ရှိဘူးတယ်ပေါ့နော်ဒါ champion league ကံဘူးတယ်ဒီနဲ့တင်းပေါ့နော်ဒါ2022ကစပါအသင်းကတော့နှစ်ကြော်လုံးချုံထားတာမျိုးမတွေ့ရဘူးစပါခွင့်က32 run book ကမှ cc ဆိုမှ short ထားတာတွေ့ရပါတော့စပါကဖွင့်ထားတဲ့ body jay ဘူပေါင်းကြီးပေါ့နော် once to osma ဆိုရင်စပါအနိုင်ကို83ပေးထားတယ်တရေကို9ဇ frankfurt အနိုင်ကို9ဇပေးထားတာတော့တွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာဂိုးပေါင်းကြီးအနည်းဆုံး3လုံးထိရောက်မှာဆိုတော့ခြေတော့ဖွင့်ထားတယ်တေချာပေါက်3လုံးရောက်မှာဆိုတော့ခြေဥပါဖွင့်ထားတယ်ဗျာပြီးလို့ရှိလို့ရှိရင်ကျွန်တော်မိနစ်90အတော်အတွင်းမှာဒါစပါတန်နှလုံးလောက်ရမယ်ပေါ့ဗျာ frankfurt အတန်ကတော့2လုံးလောက်ပဲရမယ်ပေါ့နော်2-1ဆိုတဲ့အတိတ်ပိုင်းမှာဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတလုံး90အနိုင်ဆိုလို့ရှိရင်တော့ကျွန်တော် frankfurt body ပဲခြိုက်တယ် နှမ်းဖို့ body ကြိုက်တယ်ပြီးလို့ရှိရင်ဂူပေါင်းကဘောနမနှက်ပြန်လဲအထပ်ပြီးအပြောင်းလဲဖြစ်နိုင်ပြီးတယ်ဘောနဒါတစ်ချက်တော့ဆောင်းချရမယ်ဂူပေါင်းက330ရှုံးဂူပေါင်းကြီးက330ရှုံးအခုကျွန်တော်တို့စပါးပွဲတွေကြီးကြီးလိုက်ပြန်စပါးကတော့အဲ့မှာဆိုလို့ရှိရင်လည်းတို့တွေကဒါစောက်တန်တန်ကတော့ဒါဘေးဖယ်လိုက်ပါနော်စောက်တန်တန်ဆိုတာကတို့ရပြန်ဘက်အပြန်ဘက်အစင်မှမရှိပါဘူးနော်ဖရန့်ဖို့ဆိုတာအနည်းဆုံးဖူလာမ်တို့ကျွန်တော်တို့ဒါအဘတန်တို့ထက်တော့မှကောင်းတဲ့အတန်တရင်ဖြစ်တယ်ပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာဘောနောဂိုးပေါင်းတောင်းလုံးထိပဲကြိုက်တယ်ဗျာဒါမှတောင်းလုံး30ရှုံးဆိုတော့တကယ်လို့ဂိုးပေါင်းအပေါ်ထိုးလို့ရှိရင်ကျွန်တော်30ရှုံးမှာဘောနောရင်းပြီးမှကျွန်တော်ဂိုးပေါင်းအပေါ်ရိုက်ချင်လဲရိုက်ကြည့်ဘောနောကျွန်တော်အဓိကတော့ body မှာ front foot body ပဲကြိုက်တယ်ဘောနောဒီပွဲစဉ်နေမှာကျွန်တော်ရွေးချယ်ခဲ့တာတော့ဘောနောဒါဘိုရိုဂလင် body ရွေးချယ်ခဲ့တဲ့ဂိုးပေါင်းအပေါ်ဘောနောလန်ယူနဲ့မန်ယူဘက်မှာဆိုရင်ဂိုးပေါင်းအောင်တဲ့ဘောနောဒါ လန်ယွန်ပေါ့နော်ပါပါလေးထိုးဖို့ ranger နဲ့ပြီးပါအောင်မှာဆိုလို့ရှိရင်တော့ပြီးပါအောင်ပေါ့ဒီနဲ့ပေါ့နော်ကိုပေါင်းအပေါ်ထိုးဖို့အဓိကကိုပေါင်းအပေါ်ထိုးဖို့ပေါ့နော်စပါနဲ့ front ဖို့မှာဆိုရင် body မှာ front ဖို့ body နဲ့ပေါ့နော်ကျွန်တော်ကိုပေါင်းကအပေါ်ထိုးခြင်းလည်းအများကြီးထိုးဖို့အချင်ချင်မပေးခြင်းပေါ့နော်ဒီကိုတော့အလုံးအစင်ပြကြပါသေးပေါ့နော်ဘောလုံးပေါ်ပြီးပေါက်ကြပါသေးမြန်မာပြည်ကြီးလည်းငြင်းချမ်းပါသေးပေါ့ဗျာ